မလ28ရက်နေ့ကလှုပ်ခဲတဲ့ငလှင်ကြောင့်မိမိတို့အိုးအိမ်များနဲ့မိမိတို့ချစ်ရတဲ့မိသားစုဝင်များအသက်ဆုံးရှုံးသွားကြတဲ့ကြံရစ်သူမိသားစုများနဲ့အတူစိတ်ထိခိုက်ပြော့ဝမ်းနည်းရပါကြောင်းအဲ့ဒီငလှင်တန်ကြောင့်ဒုက္ခရောက်နေကြတဲ့သူတို့ကိုမိမိတို့တတ်နိုင်တဲ့ဘက်ကနေဝိုင်းဝန်းပြော့ကိုညီပေးကြတဲ့သူ အားလုံးအပေါ်မှာဖခင်သခင်ကောင်းချီးပေးပါစေအဲ့ဒီငလှင်တန်ကြောင့်တည်ဆုံသွားကြတဲ့သူတွေထဲမှာ ခရိယံဖြစ်တဲ့ကျွန်တော်အမျိုးသမီးနဲ့အเจ้าနေဖက်တငယ်ချင်းရဲ့မိခင်လဲပါသွားပါတယ်အဲ့ဒီတော့ယုံကြည်သူတို့အတွက်ယေရှုခရစ်တော်ပြင်ဆင်ပေးတော်မူသော ကောင်းကင်နိုင်ငံတော်အကြောင်းကို ကျွန်တော်အနေငယ်ဝင်ခတ်သွားမှာဖြစ်ပါတယ်ကောင်းကင်နိုင်ငံတော်ဆိုတာဖယားသခင်ကျိန်ဝတ်တော်မူသောနေရာဖယားသခင်အိမ်တော်ဖြစ်တဲ့အကြောင်းနှစ်ကောအခိုင်း၁၂အငယ်နှစ်ကနေလေး စာလံ33အငယ်73ကနေပြော့14တို့မှာကျွန်တော်တို့ကိုပြောပြထားပါတယ်။တခင်ယေရှုကိုရော်တိုင်းကမိမိဟာကောင်းကင်နိုင်ငံတော်ကနေဆင်းသက်လာတဲ့သူ ဖြစ်တဲ့အကြောင်းယောဟန်အခိုင်း6အငယ်38မှာမိန့်တော်မူပါတယ်။ယောဟန်အခိုင်း18အခန်းငယ်9နဲ့24တို့မှာလဲယေရှုကသူဟာ ကဘာမတီမရှိမီကလေးကကောင်းကင်နိုင်ငံမှာခမဲတော်ဖရာနဲ့အတူဘုံအသိနဲ့နေတော်မူကြောင်းမိန်တော်မူပါတယ်အခုကောင်းကင်နိုင်ငံမှာဘသူတွေရှိသလဲဆိုရင်သုံးပါးတစုဖရာသခင် ဖြစ်တော်မူသော ခမဲတော်ဖရာတာတော်ဖရာနဲ့တန်ရှင်းသောဝိညာဉ်တော်ဖရာရှိတော်မူပါတယ်နောက်ထပ်ကောင်းကင်နိုင်ငံမှာဘသူတွေရှိသလဲဆိုရင်လူတို့ရဲ့ကိန်းကနန်းနဲ့ရေတွက်လို့မရနိုင်တဲ့ အလွန်များပြားလာတဲ့တန်ရှင်သောဖရာသခင်ကောင်းကင်တမန်တွေရှိတဲ့အကြောင်းဗျာဒိတ်ကျမ်းအခိုင်းငါအငယ်၁၁မှာကျွန်တော်တို့ကိုပြောပြထားပါတယ်။ကောင်းကင်နိုင်ငံမှာနောက်ထပ်ဘယ်သူတွေရှိကြသေးသလဲဆိုရင်သေလွန်ပြီးသောယုံကြည်သူအားလုံးရဲ့ဝိညာဉ်ဟာအခုခရစ်တော်ရဲ့ရင်ခွင်တော်ကောင်းကင်နိုင်ငံမှာရှိနေကြတဲ့အကြောင်းတက်တက်အခိုင်းလေးအငယ်၁၃ကနေပြော့၁၄ ဟေဘဲအခိုင်း၁၂အခန်းငယ်၂၂ကနေပြီးတော့၂၄တို့မှာကျွန်တော်တို့ကိုပြောပြထားပါတယ်။ကောင်းကင်နိုင်ငံတော်မှာအခုဘယ်သူတွေရှိနေတယ်လဲဆိုတာကိုအတူချုပ်ပြတော့ပြန်ပြောရမယ်ဆိုရင်ဖန်ရသခင်ရှိတော်မူတယ်။ရေတွက်လို့မရတဲ့တန့်ရှင်းသောဘုရားသခင်ကောင်းကင်နမန်တွေရှိတယ်။တေလုံပြီးတော့ယုံကြည်သူအလုံးရှိနေကြတယ်။ကောင်းကင်နိုင်ငံတော်ဟာ အခုဒီလောကမှာအသက်ရှင်လျက်ရှိနေသေးတဲ့ယုံကြည်သူ ကျွန်တော်တို့သိတဲ့အခါမှာတွားရမယ့်နေရာဖြစ်တဲ့အကြောင်းယေရှုကကျွန်တော်တို့ကိုအတိအကျပြောပြတော်မူပါတယ်လုကာအခန်း30အခန်းငယ်20မှာသခင်ယေရှုကတပည့်တော်တို့ကိုအခုလိုမိန့်တော်မူပါတယ်သို့တော်လည်းနတ်ဆိုးတို့ကိုနိုင်ရသောကြောင့်သာဝမ်းမြောက်ခြင်းမရှိကြနဲ့တင်တို့ဤနာမည်များသည့် ကောင်းကင်စည်ရင်၌ဝင်သည်ကိုဝမ်းမြောက်ခြင်းရှိကြလောဟုမိန့်တော်မူ၏ယေရှုခရစ်တော်ကိုကယ်တင်ရှင်နှင့်အရှင်သခင်အဖြစ်ယုံကြည်လက်ခံသောကျွန်တော်ဟာ ကောင်းကင်စည်ရင်ဝင်တွင်ဖြစ်တဲ့အတွက်ကျွန်တော်တည်တဲ့အခါမှာတွားရမယ့်နေရာဟာကောင်းကင်နိုင်ငံဖြစ်တဲ့အကြောင်းသခင်ယေရှုဘုရားကကျွန်တော်တို့ကိုပြောပြနေတာဖြစ်တယ် မာသဲအခိုင်း6အခန်းငယ်19ကနေပြော20မှာလဲသခင်ယေရှုကယုံကြည်သူကျွန်တော်တို့အတွက်မပုတ်တိုးမပြက်စီးနိုင်တဲ့အမွေတွေရှိတဲ့နေရာဟာကောင်းကင်နိုင်ငံတော်ဖြစ်တဲ့အကြောင်းကျွန်တော်တို့ကိုပြောပြတော်မူပါတယ်ကောင်းကင်နိုင်ငံတော်ဟာဘယ်အရက်မှရှိတယ်လဲသခင်ယေရှုကကောင်းကင်နိုင်ငံတော်ဟာအထက်အရက်မှရှိတယ်လို့ ယောဟန်အခိုင်၈အခန်းငယ်23မှာအခုလိုပြောပြတော်မူပါတယ်။တင်တို့သည်အောက်သားဖြစ်ကြ၏။ငါမူကားအထက်သားဖြစ်၏။ကောင်းကင်နိုင်ငံတော်ဟာအထက်အရမှရှိတယ်ဆိုတာကိုကျွန်တော်တို့ကိုပြောပြနေတာဖြစ်ပါတယ်။တခင်ယေရှုကသူဟာကောင်းကင်ကနေဆင်းသက်ကြွလာတော်သူဖြစ်တယ်ဆိုပြီးတော့မိန်တော်မူသည်တာမကကောင်းကင်နိုင်ငံကို ကျွန်တော်တို့ဝင်နိုင်ဖို့ရန်အတွက် ကျွန်တော်ရဲ့အပြစ်ကြွေးအလုံးကိုဆက်ပေးဖို့ကြွာလာတော့သူဖြစ်တဲ့အကြောင်းမွေးတော်မူပြီးလက်ဝါးကတိုင်မှာကျွန်တော်ရဲ့အပြစ်ကြွေးရှစ်သမျှကိုဆက်ပြီးတဲ့နောက်မှာသုံးရမြောက်တော့နေမှာတေချင်းကိုအောင်မြင်ပြီးထမြောက်တော်မူပါတယ်မိမိအသက်ရှင်တော်မူတဲ့အကြောင်း ခိုင်ခန့်တဲ့တတ်သိများစွာနဲ့တပည့်တော်တို့ကိုရက်ပေါင်း၄၀ပြတော်မူပြီးမှ တပည့်တော်တို့ကြိရှုနေကြတဲ့အချိန်မှာကောင်းကင်နိုင်ငံတော်ကိုပြန်လည်တက်ကြွတော်မူကြောင်းတမန်တော်ဝုထုအခိုင်အတင့်မှာကျွန်တော်တို့ကိုပြောပြထားပါတယ်။ယေရှုခရစ်တော်ဟာကောင်းကင်နိုင်ငံတော်ကိုပြန်လည်တက်ကြွတော်မူပြီးနောက်ခမဲတော်ဖခင်ရဲ့လက်ရာတော်ဘက်မှာထိုင်တော်မူကြောင်းတမန်တော်ပေါလုကိုမြင်စေတယ်။တမန်တော်ယောဟန်ကိုမြင်စေတယ်။တတိယဖန်ကိုမြင်စေတယ်။အဲ့ဓာရွေဟာ ကောင်းကင်နိုင်ငံတော်ကိုကျွန်တော်တို့မရောက်ဖို့ပြင်မဲ့ကောင်းကင်နိုင်ငံတော်ကိုကျွန်တော်တို့မမြင်ဖို့သေးပြင်မဲ့ကောင်းကင်နိုင်ငံတော်ဟာအမှန်တကယ်ရှိတဲ့အကြောင်းနဲ့ယေရှုခရစ်တော်ဟာအခုကောင်းကင်နိုင်ငံတော်ခမဲတော်ဖခင်ရဲ့လက်ရာတော်ဘက်မှာရှိနေတော်မူကြောင်းခိုင်ခန့်တော်သက်တည်လုံလောက်တော်သက်တည်ယေရှုခရစ်တော်ပေးတော်မူသောသက်တည်တွေဖြစ်ပါတယ်။တခင်ယေရှုပေးတော်မူသောအဲ့ဒီခိုင်ခန့်တဲ့သက်တည်တွေကိုကြည်ချင်းအဖြစ် ကောင်းကင်နိုင်ငံတော်ကိုကျွန်တော်တို့မမြင်မရောက်ဖို့သိပေမဲ့ကောင်းကင်နိုင်ငံတော်ဟာအမှန်တကယ်ရှိတဲ့အကြောင်းနဲ့ကျွန်တော်တို့သိတဲ့အခါမှာတွားရမယ့်နေရာဖြစ်တဲ့အကြောင်းယေရှုဘုရားရဲ့ပြောပြတော်မူချက်ကိုအကျွမ်းမဲ့ကျွန်တော်တို့ယုံကြည်လက်ခံနိုင်ပါတယ်။ကောင်းကင်နိုင်ငံဆိုတာဘာလဲ?အတူချုပ်ပြောရမယ်ဆိုရင်ကောင်းကင်နိုင်ငံဆိုတာဖခင်တခင်ဂျိန်ဝတ်တော်မူသောနေရာဖခင်တခင်အိမ်တော် ရေတွက်လို့မရနိုင်လောက်အောင်များပြားလှတဲ့ကောင်းကင်တမန်တွေရှိတဲ့နေရာတေလုံပြီးတော့ယုံကြည်သူအားလုံးရှိတဲ့နေရာယုံကြည်သူကျွန်တော်တို့တည်တဲ့အခါမှာတွားရမယ့်နေရာယုံကြည်သူကျွန်တော်တို့အတွက်မပုတ်သို့မပျက်စီးနိုင်တဲ့ကောင်းကင်အမွေတွေကိုတို့ထားတဲ့နေရာအထက်အရမှာရှိသောကျွန်တော်တို့အတွက်ယေရှုခရစ်တော်ပြင်ဆင်ပေးတော်မူသောသာဝရအိမ်တော်ဖြစ်ပါတယ် ကောင်းကင်နိုင်ငံတော်ဟာဘာနဲ့အတူသလဲဆိုတာကို separate ဝင်ခဲ့ပါမယ်။ကောင်းကင်နိုင်ငံတော်ဟာအပြစ်လုံးဝမရှိတော့တဲ့နေရာ။တဘာဝဘေးဒဏ်တွေလုံးဝမရှိတော့တဲ့နေရာ။ကြိမ်ချင်းအမင်္ဂလာဘာတစ်ခုမှမရှိတော့တဲ့နေရာဖြစ်တဲ့အကြောင်းတမာကျမ်းစာမှာကျွန်တော်တို့ကိုပြောပြထားပါတယ်။ဗျာဒိုက်ကျမ်းအခန်း27အခန်းငယ်3ကနေပြော9မှာဖော်ပြထားတဲ့ ယုံကြည်သူတို့အတွက်ဘုရားသခင်ပြင်ဆင်တော်မူသော ကောင်းကင်သစ်နဲ့မြေကြီးသစ်အကြောင်းကို ဖော်ပြထားပါတယ်အဲ့ဒါကိုကြည့်ကြရအောင်ဗျာရဲကျမ်းအခိုင်း27အခန်းငယ်3ကနေပြော9အထိကိုကျွန်တော်ဖတ်ပြပါမယ်ကောင်းကင်မှကြီးသောအတန်ကဘုရားသခင်ဤတဲတော်သည်လူတို့တွင်ရှိ၏လူတို့နှင့်အတူကျင်းဝတ်တော်မူမီသူတို့သည်ကိုတော်ဤလူ ဖြစ်ကြလိမ့်မည်ဖယားသခင်သည် ကိုတော်တိုင်သူတို့နဲ့အတူရှိနေ၍သူတို့ဤဖယားသခင်ဖြစ်တော်မူမီဖယားသခင်သည်သူတို့ဤမျက်စိ၌မျက်ရည်ရှိသမျှတို့ကိုတောက်တော်မူမီနောက်တဖန်သေပြီးမရှိရစိတ်မတန်ကြီးတွားခြင်းအော်ဟစ်ခြင်းပင်ပန်းခြင်းလည်းမရှိရအကြောင်းမူကားရှေးဖြစ်ပေါ်သောအရာတို့သည်၍သွားကြပြီ ပလင်တော်ပေါ်မှာထိုင်တော်မူသောသူကလည်းငါသည်ခတ်သိမ်းသောအရာတို့ကိုအသစ်ဖန်ဆင်းသည်ဟုမိန်တော်မူ၏တဖန်တုံရေးထားလောဤစကားသည်တစ္ဆာစကားဟုတ်မှန်သောစကားဖြစ်၏ဟူ၍၎င်းအမှုပြီးပြီးငါသည်အလဖဖြစ်၏အမေကလည်းဖြစ်၏အစနှင့်အဆုံးလည်းဖြစ်၏ရေငတ်သောသူအားအသက်ဆိုင်းရေကိုအဖိုးမယူဘဲငါပေးမည်အောင်မြင်သောသူသည် ဤအရာတို့ကိုအမွေခံရလိမ့်မည်ငါသည်သူဤဖယားသခင်ဖြစ်မည်သူသည်လည်းငါဤသားဖြစ်လိမ့်မည်ဒီကြမ်းချက်မှာဖယားသခင်ကသူနဲ့အတူယုံကြည်သူကျွန်တော်တို့နေရမဲ့ထာဝရအိမ်တော်ကောင်းကင်တက်နဲ့မြေကျစ်သက်ဟာဘလောက်နှစ်သက်ဝမ်းမြောက်စရာကောင်းမဲ့နေရာဖြစ်တယ်လဲဆိုတာကိုကျွန်တော်တို့ကိုပြောပြနေတာဖြစ်တယ် ယုံကြည်သူကျွန်တော်တို့အတွက်ဖခင်ပြင်ဆင်တော်မူသောကောင်းကင်တည့်နှက်မြစ်တဲ့မှာမျက်ရည်ကျခြင်းမရှိတော့ဘူးသိခြင်းလည်းမရှိတော့ဘူးစိတ်ညစ်ခြင်းလည်းမရှိတော့ဘူးငိုကြွေးခြင်းမရှိတော့ဘူးအော်ဟစ်ခြင်းနဲ့အင်ပန်းခြင်းတွေလုံးဝရှိမှာမဟုတ်တော့ဘူးယုံကြည်သူကျွန်တော်တို့အတွက်ဖခင်ပြင်ဆင်တော်မူသောထာဝရအိမ်တော်ဟာကျွန်တော်တို့စဉ်းစားဖော်ထုတ်လို့မရနိုင်လောက်အောင်ဝမ်းမြောက် ပျော်ရွှင်ပွဲကောင်းတဲ့နေရာဖြစ်တယ်ဆိုတာကျွန်တော်တို့သိမှတ်ဖို့ဖြစ်တယ်အာမင်္ဂလာရီလုံးဝမရှိတော့တဲ့နေရာ မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့နေရာဖြစ်တယ်ပြရကြအခိုင်27အခန်းငယ်30ကနေဘရော7ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ကောင်းကင်မြို့တော်တန်ရှင်းသောယေရုရှလင်မြို့တော်ရဲ့တာယာလှပပုံကိုဖယားသခင်က တပည့်တော်ယောဟန်အားဖြင့်ကျွန်တော်တို့ကိုပြောပြထားပါတယ်အဲ့ဒါကိုကြည့်ရအောင်ပါဗျာရဲကျမ်းအခိုင်27အခန်းငယ်30ကနေပြီးတော့7ကိုကျွန်တော်ဖတ်ပြပါမယ်တန်ရှင်သောယေရုရှလင်မြို့သည်ဖယားသခင်ဤဘုန်းတော်နှင့်ပြည့်စုံလျက်ဖယားသခင်အထံတော်ကောင်းကင်ဘုံမှဆင်းသက်တည်ကိုငှက်အားပြလေ၏မြို့ဤအယောင်အဝါသည်ကြောက်တလဲငကတုတ်ကဲ့သို့ အမျက်ဆုံးသောကြောက်မြတ်မှုနဲ့တူ၏နောက်အခန်းငယ်၁၂ကနေပြော၁၄မှာတန်ရှင်သောယေရုရှလင်မြို့တော်မှာကြီးမြင့်သောမြို့ရိုးရှိပြီးတကား၁၂ခုလည်းရှိတဲ့အကြောင်းအဲ့ဒီတကား၁၂ခုမှာဣတိလလူမျိုးများရဲ့နာမည်၁မျိုးကို ရေးထားတဲ့အကြောင်းမြို့ရိုးအောက်မြစ်၁၂ခုလည်းရှိတဲ့အကြောင်းအဲ့ဒီမြို့ရိုးအောက်မြစ်၁၂ခုအပေါ်မှာ တမန်တော်တို့ရဲ့နာမည်များကိုရေးထားတဲ့အကြောင်းကျွန်တော်တို့ကိုပြောပြထားပါတယ်။အခန်းငယ်၁၈ကနေဘရော့၁၉မှာတန်ရှင်သောယေရုရှလင်မြို့ရဲ့မြို့ရိုးကိုသည်ငကတုတ်ကြောက်ဖြစ်၏။မြို့သည်လည်းကျေလင်သောဖန်နဲ့တူသောရွှေစင်ဖြစ်၏။မြို့ရိုးအမြင့်တို့သည်ကြောက်မြတ်အမျိုးမျိုးနဲ့ပြည့်စုံကြ၏။ကြောက်မြတ်များရဲ့နာမည်တွေကို အခန်းငယ်၁၉ကနေဘရော့၂၀မှာ ြောပြထားပါတယ်အခန်းငယ်27မှာမြို့တကား12ပေါက်တို့ကိုပလဲတလုံးစီနဲ့ပြုတ်လုထားတဲ့အကြောင်းမြို့လမသည်ကျေလင်သောဖန်ခဲ့သို့သောရွှေစင်ဖြစ်လို့ကျွန်တော်တို့ကိုပြောပြထားပါတယ်အခန်းငယ်27မှာတန်ရှင်းသောယေရုရှလင်မြို့တော်သစ်မှာဒီလောကမှာကျွန်တော်တို့တုံးလျှိတဲ့ဗိမာန်တော်မျိုးမရှိတော့ဘူး ဘာဖြစ်လို့လဲဆိုရင်အခန်းငယ်22မှာအခုလိုပြောထားပါတယ်အနာနာတကိုးနဲ့ပြည့်စုံတော်မူသောထာဝရအရှင်ဘုရားသခင်နဲ့တိုးတငယ်သည် ထိုမြို့ဤဗိမာန်ဖြစ်တော်မူ၏အခန်းငယ်23ထိုမြို့သည်နေဤအယောင်လိုက်ဤအယောင်ကိုအလိုမရှိအကြောင်းမူကားဘုရားသခင်ဤဘုန်းတော်သည်ထိုမြို့ကိုလင်းစေ၏တိုးတငယ်သည်လည်းထိုမြို့ဤစီမိဖြစ်၏ ဒီကြမ်းချမှာပြောထားတဲ့သိုးတငယ်ဆိုတာယေရှုခရစ်တော်ကိုဇလိုခြင်းဖြစ်တယ်ဆိုတာကျွန်တော်အားလုံးသိကြမှာပါယေရှုခရစ်တော်၌ထွန်းလင်းတောက်ပနေတဲ့ဖခင်သခင်ဘုန်းတော်ရောင်ခြေကတန်ရှင်းသောယေရုရှလင်မြို့တစ်ခုလုံးကိုလင်းစေတဲ့အတွက်ကောင်းကင်နိုင်ငံမှာနေရဲ့အလင်းရောင်လရဲ့အလင်းရောင်မလိုအပ်တော့ဘူးအခန်းငယ်24ရာနေဘရော28 လူအမျိုးမျိုးတို့သည်ထိုမြို့ဤအလင်းကိုအမိပြုတွာလာကြလိမ့်မည်လောကီရှင်ဘရင်တို့သည်လည်းမိမိတို့ဘုံအတေကို ထိုမြို့တဲသို့ဆောင်ခဲ့ကြလိမ့်မည်မြို့တကားတို့ကိုနေ့အချိန်၌အလင်းမပိတ်တတ်ညမူကားမရှိလူအမျိုးမျိုးတို့သည်မိမိတို့ဘုံအတေကို ထိုမြို့တဲသို့ဆောင်ခဲ့ကြလိမ့်မည်ညင်ညူသောအရာဆက်ဆုပ်ဖွယ်သောအရာ တစ္ဆာပြတ်သောအရာတစုံတစ်ခုမျှမဝင်ရပဲတိုးတငယ်ဤအသက်စာဆောင်၌စရင်ဝင်သောသူတို့သာလျှင်ဝင်ရ၏ပြရိတ်ကျန်အခိုင်း22အခန်းငယ်1ကနေဘရော့နှစ်အထီကိုဆက်ပြီးကြည့်ရအောင်ပါတပန်ကြောက်တလင်းကဲ့သို့ကြည်လင်၍ဖျားသခင်နှင့်တိုးတငယ်ဤပလင်တော်แท้ကထွက်သော အသက်ရည်စီးရမြစ်ကိုကောင်းကင်တမန်သည်ငှအာပြလေ၏ကောင်းကင်နိုင်ငံရဲ့မြို့တော်အလယ်မှာအသက်ရည်စီးစင်းတဲ့မြစ်ရှိတဲ့အကြောင်းကျွန်တော်တို့ကိုပြောပြထားပါတယ်အဲ့ဒီအသက်ရည်ဟာဖယားတခင်နဲ့တိုးတငယ်တော်ယေရှုခရစ်ရဲ့ပလင်တော်တဲကထွက်စီးတဲ့အသက်ရည်ဖြစ်ပေါ့မြို့ရဲ့လမ်းမအလယ်တလျှောက်စီးစင်းနေတဲ့အကြောင်းကျွန်တော်တို့ကိုပြောပြထားပါတယ် အခန်းငယ်နှစ်ထိုမြင့်နှစ်ဖက်၌၎င်းအသက်ပင်ရှိ ထိုအသက်ပင်သည်အသီး၁၂မျိုးကိုတီးတတ်၏မိမိအသီးကိုလည်းလအတိုင်းပိတ်တတ်၏အရွက်သည်လည်းလူအမျိုးမျိုးတို့၏အနာယောဂါငိမ့်စရာဖို့ဖြစ်၏အခန်းငယ်၃၀၀ပြော၅မှာကောင်းကင်နိုင်ငံရဲ့မြို့တော်เยรูซาเล็มမြို့တက်မှာ နောက်တဖန်ချိန်ချင်းပေးတစုံတစ်ခုမှမရှိတို့မြို့၌ဖယားတခင်နဲ့တိုးတငယ်ဤပလင်တော်ရှိ၍ဖယားတခင်ဤဂျွန်တို့သည်ဖယားဘုတ်ကိုပြုတ်ကြလိမ့်မည်မျက်နှာတော်ကိုမြင်ရ၍သူတို့နဖိုး၌လည်းနာမတော်ရေးထားလျက်ရှိလိမ့်မည်တို့မြို့၌ညမရှိရစီမီကိုအလိုမရှိ နေဤအယောင်ကိုလည်းအလိုမရှိအကြောင်းမူကား ထာဝရအရှင်ဖခင်သခင်သည်သူတို့၌ရောင်ကြီးတော်ကိုလွတ်တော်မူ၍သူတို့သည် ကပါအဆက်ဆက်စိုးစံရကြလဒံယုံကြည်သူ ကျွန်တော်တို့ဟာဘလောက်အထီးကောင်းကြီးမင်္ဂလာကိုခံရတဲ့သူတွေဖြစ်တယ်လဲတမချန်းစာမှာဖခင်သခင်ပြောပြထားတဲ့ယုံကြည်သူ ကျွန်တော်တို့အတွက်ဖခင်သခင်ပြင်ဆင်တော်မူသော ကောင်းကင်နိုင်ငံတော်ဟာဘာနဲ့တူတယ်လဲဆိုတာကိုအချင်းချင်းပြုတ်ဆုံးတတ်မယ် ယုံကြည်သူတိုင်းအတွက်ဖယားသခင်ပြင်ဆင်တော်မူသောကျွန်တော်တို့အတွက်ထာဝရအိမ်တော်မှာချိန်ချင်းပေတစုံတစ်ခုမှမရှိတော့ဘူးအပြစ်မရှိတော့တဲ့နေရာ စိတ်မတန်ကြီးတွန်းခြင်းအော်ဟစ်ခြင်းပြင်ပန်းခြင်းငိုကြွေးခြင်းသေခြင်းမရှိတော့တဲ့နေရာဖြစ်တယ်ယုံကြည်သူကျွန်တော်တို့ဟာနေ့တိုင်းဝမ်းမြောက်ရမယ့်သူတွေဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုရင်ကောင်းကင်နိုင်ငံတော်မှာကဘာအဆက်ဆက် ဘုံတော်ဝင်စားမဲ့သူတွေဖြစ်ကြတဲ့အတွက်အခုအချိန်မှကလေးကဖယားသခင်ကိုချီးမွမ်းပြော့နေ့တိုင်းဝမ်းမြောက်ရမဲ့သူတွေဖြစ်တယ်အသက်စာဆောင်မှာပါတဲ့သူတွေပဲထာဝရအိမ်တော်ကောင်းကင်နိုင်ငံကိုဝင်ကြရမှာဖြစ်တယ်အသက်စာဆောင်မှာတင့်ရဲ့နာမည်ပါပြီလားမပါသေးဘူးပါချင်တယ်ဆိုရင်တော့ တင်ကျိုးလိုနဲ့အပြစ်လိုက်မိခဲ့တဲ့လမ်းမားတွေအတွက်နောင်တရဘရောလေဝါကားတိုင်းမှာတင်အပြစ်ကျွဲအားလုံးကိုဆက်ပေးဖို့ရန် အသိခံတော်မူပြီးသုံးရက်မြောက်သောနေ့မှာတေချင်းကိုအောင်မြင်ဖို့ထမြောက်တော်မူသောယေရှုခရစ်တော်ကိုတင်ရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံရမယ်။နောင်တဆိုတာဖယားသခင်အလိုတော်နဲ့မညီတဲ့တင်ရဲ့အကျင့်တွေအားလုံးကို စွန့်ပစ်ပြီးတော့ယေရှုခရစ်တော်တပါးဒီကိုသာကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံခြင်းဖြစ်ပါတယ်စစ်မှန်တဲ့အနောင်ဒနဲ့အပြည့်ဝချတောင်းပန်ပြီးယေရှုခရစ်တော်တပါးဒီကိုသာကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်အခုယုံကြည်လက်ခံမယ်ဆိုရင်တင့်ရနာမယ်ဟာအခုကောင်းကင်စင်ဝင်သွားမှာဖြစ်ပါကြောင်းတည်င်းကောင်းပါအပ်ပါတယ်